အနုပညာလောကမှာဆွဲဆောင်ရတဲ့ထိတ်တန့်သရုပ်ဆောင်အစရောထရိန်တာဘိုးရဲ့ဘဝစကြောင်းရိတ်တကြီးအားလုံးပဲမင်္ဂလာပါရှင်ဇပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရုပ်ရှင်လောကထဲမှာမကန်ကြီးလို့ချစ်စနိုးနဲ့အများခေါ်ကြတဲ့ထရိန်တာဘိုးလို့ဆိုလိုက်ရင်တခြင်းကောင်းမြောက်စွာကိုတည်ဆောက်ခဲ့တဲ့အစရောတူဖြစ်တာမကရုပ်ရှင်ဇာတ်ကားတော်တော်များများပါအပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်တဲ့ထိတ်တန့်မင်းသမီးတူဆိုတာအားလုံးကသိကြမှာပါဒါအပြင်ထရိန်တာဘိုးကမကန်ကြီးဟာ ဘဝကိုရိုးရှင်းအေးချမ်းစွာဖြစ်တမ်းလေးရှိတဲ့အနုပညာရှင်ကြီးတူဆိုရင်လည်းမမောပါဘူးဒီဗီဒီယိုထဲမှာတော့တရုတ်ဆောင်အစိုးရမင်းသမီးကြီးထူဝင်တာဖို့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပရိသတ်တွေချီးရတဲ့တရုတ်ဆောင်မင်းသမီးကြီးထူဝင်တာဖို့ရဲ့နာမည်အရင်းကတော့ဒေါ်မီမီခန်ဖြစ်ပါတယ်ထရိန်တာပေါ်ကို1966ခုနှစ်မေလ10ရက်နေ့မှာမိခင်ဂျော်ခင်မြတ်မြဖခင်ဥက္ကမောင်သိန်းတို့ကမိုးကုံမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ မိမိကန်တဖြစ်လဲတရုတ်ဆောင်အစိုးရထွန်းရင်တာဘုံဟာမွေးချင်းမောင်နှမ၃ရောက်အနဲ့တမိအလက်ဖြစ်ပါတယ်ထွန်းရင်တာဘုံရဲ့တူတူတဲတော်ညီမလေးကတော့အစိုးရကြီးရဲ့မိခင်ရွှေနန်းတော်စိန်ရွှေရတနာဆန်ရဲ့ပိုင်ရှင်တထဲမကြီးတော်တက်ကန်ဖြစ်ပါတယ်ထွန်းရင်တာဘုံရဲ့မိဘတွေဟာငစင်ကလေးကမိုးကုံမြုံမှာကျောင်းမြတ်ရတနာကုံတဲ့လုံအောင်ရှင်တွေဖြစ်ပြီးထွန်းရင်တာဘုံကငစင်ကလေးကជីជីတက်ချမ်းသာကြော်ပါတဲ့မိသားစုအတိုင်းဝိုင်းမှာကြီးပြင်းလာခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ် ထွန်းရတာဘဝဒီလိုမျိုးယန္တနာကုံတဲ့အတိုင်းဝိုင်းမှာကြီးပြင်းလာရပေမဲ့လည်းငယ်စဉ်ကလေးကအမှုပညာကိုဝါသနာပါခဲ့တဲ့သူပါထွန်းရတာဘဝအသက်၁၇နှစ်အရွယ်နဲ့မိုးကုံမျိုးကစတေ့ချိုးပွဲတွေကျောင်းကပွဲတွေမှာမြန်မာတချင်းတွေတက်ဆုံနေပါပြီအဲ့ဒီနောက်မှာတော့ထွန်းရတာဘဝအသက်ကရိုတက်ဖို့ရန်ကုန်ကိုပြောင်းလာခဲ့ရင်အမှုပညာလောကတွေကိုခြေစမ်းခဲ့တယ်လို့ဆိုရပါမယ်ထွန်းရတာဘဝအစောပိုင်းမှာအစောတော်အဖြစ်နဲ့ဂီတာဘက်ကိုဝါသနာပါခဲ့ပေမဲ့တကယ်တမ်းအမှုပညာကို ဝင်ရောက်လာခဲ့တာကတော့ရုပ်ရှင်မင်းသမီးအဖြစ်ဝင်ရောက်လာခဲ့တာပါထရင်တာဘူအထံ1992ခုနှစ်ဂျေဇာနှလုံးသားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာအဲ့ဒီကနေတောက်ရှောင်းမြန်မာနိုင်ငံရဲ့ထိတ်တန်းရုပ်ရှင်တရုတ်ဆောင်မင်းသမီးအဖြစ်အနုပညာလောကထဲမှာခြေစမ်းခဲ့တာဖြစ်ပါတယ်ထရင်တာဘူဟာရုပ်ရှင်လောကမှာခြေစမ်းရင်းအကယ်ဒမီဆုသုံးဆုကိုရယူနိုင်ခဲ့ပါတယ်ထရင်တာဘူအကယ်ဒမီဆုရရှိခဲ့တဲ့ဇာတ်ကားတွေကတော့နှောင်းတမြင့်မြင့်အမိနုပိုးနဲ့မိုးကုတ်ဆောင်ဝိုင်းကိုကျော်လွန်၍စားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး၃ကားနဲ့အကယ်ဒမီဆုကိုရရှိခဲ့တာပါထူးခြားချက်အနေနဲ့ကတော့ Trinidad ဘဝရရှိဖို့သမျှအကယ်ဒမီဆုတိုင်းမှာအကောင်းဆုံးအမျိုးသမီးဇက်ဆောင်ဆုနဲ့အကယ်ဒမီရရှိခဲ့တာဖြစ်ပါတယ် Trinidad ဘဝအခုချိန်ထိလည်းရုပ်ရှင်လောကရဲ့မှာကြာရဇယုတ်ကနေပါဝင်သရုပ်ဆောင်နေဆဲဖြစ်ပါတယ် join တဘောရဲ့ဂီတခီလန်ကတော့ရုပ်ရှင်လောကတဲ့ကိုဝင်ရောက်ပြီး၃နှစ်အကြာ1994မှာတေးရင်မောင်တင်မင်းမျိုးချွတ်မြိုင်တို့ရဲ့အကူအညီနဲ့သူမရဲ့ပထမဆုံးတေးစီအယ်ဗန်ကိုစတင်ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Trinidad ပေါ်ကနေရာမရှိဘူးနားလေသင်ပြင်းကြီးစောင်းဒိုင်ရင်စားတဲ့လူကြိုက်များတဲ့ဒေသစီအဗန်တွေနဲ့အတူအောင်မြင်တဲ့ဒေသတန်ပေါင်းများစွာကိုသိဆိုကမြန်မာနိုင်ငံအောင်မြင်ဆိုအမျိုးသမီးအစိုးရဖြစ်လာခဲ့တာပါ Trinidad ပေါ်ကအခုချိန်မှာလဲအောင်မြင်တဲ့ထိတ်တန်းအစိုးရသူအဖြစ်တချင်းတွင်ဆိုနေဆက်ဖြစ်ပါတယ် Trinidad ပေါ်ရဲ့ပြင်ပပေါ်ကအနေနဲ့ Trinidad ပေါ်ဟာဥပဒေနဲ့ကြောင်းပြထားသလိုသူမကိုအရင်ချစ်တဲ့ခင်မွန်းတဲ့ကိုအောင်မင်းထွန်းနဲ့လက်ထက်ကတူရီတော်သားလေးတယောက်မွေးဖွားခဲ့တာပါ အခုချိန်မှာတော့ train တော်ဘိုးရဲ့သားလေးရာအမေရိကန်နိုင်ငံမှာပညာသင်ကြားနေတာဖြစ်ပါတယ်။အခုပြောပြခဲ့တာကတော့နိုင်ငံကျော်အစိုးရရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီး train တော်ဘိုးရဲ့ဘဝစကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းပဲအမှုပညာရှင်တွေရဲ့ဘဝစကြောင်းကိုပြောတော်မလဲဆိုတာစောင့်ကြည့်နိုင်ဖို့အတွက် channel လေးကို like and follow လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ရှင်။